ရားတော်ရှင်မြတ်ဖုရားမိ गो မင်းရှောက်ခွင့်ပြုပါရှင်ဖုရားတရားထိုင်တဲ့အခါဝေဒနာကြောရင်တရားရတယ်ဆိုတာမှန်ပါသလားဖုရားတို့မိရပါတယ်ရှင်ဖုရားဝေဒနာကလေဘယ်သူမှမကြော်ဘူးဖုရားမှလည်းဝေဒနာရှိတယ်လေနော်ဖုရားမှတော့ဝေဒနာရှိတယ်သူတို့ပြောကြတာကတော့ခန္ဓာကိုယ်ဆင်းရဲမှုကိုပြောတယ်ထင်ပါတယ်ဒါလည်းဖုရားမှလည်းရှိတာပဲလေဝေဒနာ၅မျိုးရှိတယ်နော် ိုချမ်းသာစိတ်ချမ်းသာကိုချမ်းသာတာကိုကာယိကဒုက္ခဝေဒနာစိတ်ချမ်းသာတာကိုသောမနတဝေဒနာနော်နောက်တော့ကိုဆင်းရဲစိတ်ဆင်းရဲကိုဆင်းရဲတာကိုကာယိကဒုက္ခဝေဒနာစိတ်ဆင်းရဲတာကိုသောမနတဝေဒနာနောက်ဥပိ္ပခဝေဒနာနော်ဒီခံစားမှုလို့ခေါ်တဲ့ဒီဝေဒနာ၅မျိုးကပုရုဇင်မာလည်းရှိတယ်သောတာပန်မာလည်းရှိတယ်သကတာကံလည်းရှိတယ်ယဟန္တာမာလည်းရှိတယ်နော်အဲကြောင့် ဟိုဝေဒနာကြော်ရင်တရားရတယ်ဆိုတာမျိုးကသူတို့ဆိုလိုတဲ့အဓိပ္ပာယ်တစ်မျိုးတော့ရှိမှာပေါ့နော်တကယ်တကယ်ကျတော့ဝေဒနာကလူတိုင်းမှာရှိတယ်ဖရာယဟန္တာမှာလည်းရှိတယ်ဝေဒနာဒီဘယ်တော့မှကြော်သွားမှာမဟုတ်ဘူးနော်အဲ့တော့ပရိနိဗ္ဗာန်ဆန်သွားမှာပဲဒီဝေဒနာတွေကခြုံငိမ့်သွားမှာဖြစ်ပါတယ်နော်ပရိနိဗ္ဗာန်ဆန်မှာပဲဝေဒနာတွေကခြုံငိမ့်သွားမှာဒီယုတ်ဉဏ်နှစ်ပါးရှိနေသမျှကာလပတ်လုံးခံစားမှုဆိုတဲ့ဝေဒနာကရှိနေအောင်မှာဖြစ်ပါတယ်နော်ဒါကြောင့်ဦးဇင်းတို့ ်ဝေဒနာကြော်ရင်တရားရတယ်ဆိုတာမျိုးကတော့စပေးအသုံးတော့မဟုတ်ဘူးပေါ့နော်အရှင်မယားမေကုံးမေးလျှောက်ခွင့်ပြုပါအရှင်မယားဟောဆက်ဆက်မေကုံးပါအရှင်မယားအဲတချို့လူတွေကြတော့တရားထိုင်တဲ့အခါမှာအချိန်ကြာကြီးထိုင်နေပေါ့ရှင်ဗျာတဲအချိန်ကြာကြီးတိုင်ပြီးအဲဒီဟို9နာရီ6နာရီတချို့လူတွေဆို10နာရီအဲ့လိုထိုင်ပြီးသွားရင်သူကဟိုတချို့လူတွေဆို level တစ်ခုရောက်တယ်လို့အဲ့လိုမျိုးလဲတတ်မှတ်တယ်ပေါ့နော် ဟိုဘာဖြစ်လို့လဲဆိုတော့ဒီခန္ဓာကိုယ်ကဖြစ်လာတဲ့ဝေဒနာတွေကိုသိခံနိုင်ဟိုဝေဒနာကိုကြော့သွားရဲ့လို့ပြောရပေါ့အဲ့ဒါကြတော့ဒီဉာဏ်စဉ်နေနဲ့ဆိုင်လာရှိမင်းမဆိုင်ပါဘူးဒါကတော့သူသူမထင်မြင်ကြည့်တယ်ဆိုရင်လည်းအဟိုသူဒီလိုငါဝိထုတွေမှာဆိုလို့ရှိရင်ယဟန္တာမထင်ကြည့်တယ်ဝေဒနာတွေအပြင်းထန်ခံစားပြီးယဟန္တာဖြစ်သွားတာတွေရှိတယ်လေဒါကတော့ အဆိုင်ဘုံဒီကကရုပ်တရားနံတရားတွေကိုတဘာဝလက္ခဏာရှုနိုင်ဖို့တာမညာလက္ခဏာအနေစာတို့ကနတ္တရှုနိုင်ဖို့ကလူရင်းပဲလေဟောဒီဝေဒနာပေါ်တည်ဖြစ်စေမပေါ်တည်ဖြစ်စေဟိုဝေဒနာကိုခံနိုင်ရင်ရှိတည်ဖြစ်စေမခံနိုင်ရင်ခံနိုင်ရင်မရှိတည်ဖြစ်စေအဓိကကရုပ်တရားနံတရားတွေကိုလက္ခဏာသုံးနဲ့တင်ပြီးတော့ရှုနိုင်ဖို့ကလူရင်းတာဖြစ်ပါတယ်နော်ဟိုအထိုင်းနာကြာသွားလို့ရှိရင်သူ့ဘာသူ used to ဖြစ်သွားတာပဲအလေးချင်းဖြစ်သွားပြီးတော့ခန္ဓာရင်ရှိသွားတာလည်းအများကြီးပဲ ဒီလို၄၅နာရီတိုင်းမှာမှမဖြစ်ဘူးဟိုဥဒ္ဓလဟိမဝန္တာစာတူးကြီးများအကြောင်းကိုလေ့လာကြည့်ရင်ဘုရားမသိတာလားသူတို့ဆိုရင်ဗုဒ္ဓရဲ့ဝိပဿနာ